အားသောဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာအော်တိုဘာလ19ရက်နေ့နောက်ဆုံးရအာဆီယံမနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ YouTube Facebook TikTok ကကြည့်ရှုများလုံးပဲမင်္ဂလာပါခင်ဗျာ။ ထမအုံးလေးဘုတ်ကတော့ feature ကပေါ်ပြသွားတဲ့ကွင်းလက်ခန့်စကသားမတူနဲ့မိတ်ဆက်ပေးခြင်းပါတယ်။ကျောင်းညီကိုနဲ့တိတ်တော်စိမ့်မှာမဟုတ်ဘူး။အဲ့ဒါကတော့ Spain La Liga Club Sevilla အသင်းရဲ့ကွင်းလေခန်စစ်ကစားသမားလူစီယန်အကူမီနဲ့ပတ်သက်ပြီးအာဆင်နယ်တာဝန်ရှိသူတွေကတော်တော်လေးသဘောကျနေတယ်။လာမယ့်ဆောင်းရသည့်ဈေးကွက်ကြရင်ဒီကစားသမားကိုအတင်းကအခွင့်ရလို့ရှိရင်ဝယ်ယူသွားဖို့စံနှားရှိနေဆိုပြီးတော့ feature ကဖော်ပြထားတယ်။ဒီနေ့မှဒီကစားသမားရဲ့စာချုပ်ဖြတ်သိမ်းခြင်းကယူရို30ရှိပြီးတော့ကစားသမားသာစံနှားရှိလို့ရှိရင်စီဗီလာတို့ကဈေးနှုန်းညှိနှိုင်းပေးသွားဖို့ရှိရဆိုပြီးတော့ဖော်ပြထားတယ်။ ါတယ်။အဲ့တော့ဒီသတင်းချက်လက်ကိုကြည့်လိုက်တဲ့အခါမှာကစားသမားရဲ့စာချုပ်ဖြစ်တဲ့ညီကယူအိုတန်လီစဲအာဆင်နီယားလည်းသဘောကျတယ်။အကယ်၍ကစားသမားကပြောင်းကျင်လို့ရှိရင်ကလပ်သင်းကဈေးထက်လျှော့ပေးသွားမယ်။အာဆင်နီယားလည်းအရေးတကြီးနဲ့အဲ့ကစားသမားလိုချင်နေဆိုရင်ဇန်နဝါရီမှာအခွင့်အရေးရတာဖြစ်ဖြစ်ကစားသမားတချို့ရှင်းထုတ်နိုင်ဖြစ်ဖြစ်ဘတ်ဂျက်တချို့ကျလာရင်ဖြစ်ဖြစ်ဒီကစားသမားဝေယူတော့ဖို့အတွက်ဆန္ဒရှိနေဆိုပြီးတော့ feature ကဖော်ပြသွားတယ်။အဲ့တော့အခြေအနေရရက်ကိုကြည့်လိုက်မယ်ဆိုရင်တစ်ဖက်ကဒီကစားသမားကိုရောင်းကျင်တဲ့ဘက်မှာရှိသလိုအာဆင်နယ်တို့ကလည်းအသင်းရဲ့ကွင်းလယ်ကစားသမားတွေကဖြစ်တဲ့ဒီ ဇူမန်ဒီအရန်နေနဲ့ခေါ်လာခဲ့တဲ့နော့စကတ်ကတခါကြီးတလို့ရှိရင်ကြက်ခိုင်မှုသိမ့်မပြေဝဘူး။မာတင်အိုဒီကာကလည်းဒဏ်ရာမကြာခဏရတတ်တာဖြစ်တာဖြစ်တဲ့အတွက်အသက်လည်းငယ်တယ်၊ပိုတန်ရှယ်လည်းမြင့်တယ်၊ဈေးနှုန်းရလည်းအရန်မကြီးတဲ့ကစားမတူကိုဈေးခွက်ထဲမှာရှာဖွေနေပြီးတော့အကေအိမ်များ ဇန်နဝါရီဈေးကွက်ရောက်တော့မှအသင်းရဲ့ကွင်းလန်ကစားမကြီးတိတ်ပြီးများများစားမရှိဘူးဆိုလို့ရှိရင်တော့အာဆင်နယ်တို့ကဒီအပြောင်းရွှေ့တဲ့ဝင်လာနိုင်ခြင်းရှိရဆိုပြီးတော့သတင်းဌာနတော်များရေးသားနေတယ်ဖီချက်လိုနာမည်ကြီးသတင်းဌာနတွေကလည်းသူတို့ကရူမာများတာမှတ်ပြီးမဲ့သတင်းတွေကနဦးရလိမ့်ရှိရပေါ့လေအဲ့တော့ဒီချက်လက်ကိုကြည့်တဲ့အခါမှာ23နှစ်ရဲ့ပြည်သက်သားတော့2028ခုနှစ်ထိပဲစာချုပ်ရှိတော့တယ်လာမယ့်2026ຫນွေဆိုစာချုပ်ကနှစ်နှစ်ပဲကျန်တော့မှာအဲ့ဒီအတွက်ဒီကစားမနဲ့ပတ်သက်ပြီးလက်ရှိချိန်မှာဒီတန်ကြီးတရက်ကိုရောင်းချဖို့အတွက်စီဗီလာတို့ကစူးစမ်းနေတယ်လို့အာဆင်နယ်တို့ကလည်းဒီကစားမကိုကာလရှည်စောင့်ကြည့်ခဲ့တာ အာဆင်နယ်တင်းစီကိုတော့ဒီ Knockers Brentford စီကနေပြောင်းမလာခင်တုန်းကဒီကစားမရောက်ဖို့တော်တော်လေးနှီးဆက်ခဲ့တဲ့သတင်းတွေတော့ရှောက်ထွက်ခဲ့တယ်ကြံခဲ့တဲ့နေမှာပေါ့လေဒါပေမဲ့ Knockers အရန်နေနဲ့ရောက်လာပြီးနောက်မှာဒီကစားမသတင်းပြန်ပြီးတိမ်မြုပ်သွားတယ်ဒါပေမဲ့ Knockers ကရေတိုပဲခေါ်တာဖြစ်တဲ့အတွက် Knockers တာလာမယ့်တင်းနှစ်နှစ်အတွက်အသင်းပြောင်းသွားခဲ့ရင်တော့ဒီကစားမကိုစောစောစီးကြိုပြီးတော့ခေါ်ထားနိုင်ချေရှိပါတယ်ဒီရသည်စပိန်လာလီဂါမှာစီဗီလာအသင်းအတွက်ပြိုင်ပွဲ အေးလာလီကာပွဲစဉ်ခုနှစ်ပွဲမှာဆိုရင်ခုနှစ်ပွဲလုံးပွဲထပ်ထားတယ်တကိုးသွင်းတကိုးဖိန်ထားတယ်မနစ်ကဆိုလို့ရှိရင်ပြိုင်ပွဲစုံ32ခုနှစ်ပွဲမှာ26ပွဲပွဲထပ်ထားပြီးတော့တကိုးသွင်း၃လုံးဖိန်ထားပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဂါဘရီယယ်ဂျေဆုနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ကောလာဟာလိုက်နဲ့ပတ်သက်ပြီးတော့ပါမီရဲ့အသင်းရဲ့ဥက္ကဋ္ဌလိုင်လာပါရယာကဒီကိစ္စကိုဝန်ခံမှုတချို့လုပ်သွားခဲ့ပါတယ်အင်တာဗျူးမှာသူ့ကိုမေးမြန်းတဲ့အခါမှာသူကဘာပြောလဲဆိုတော့ကျွန်တော်ပြောတဲ့တိုက်စစ်မှုကတော့ဂါဘရီယယ်ဂျေဆုပါပဲ ဒီထက်တိကျထပ်ပြောရရင်မကြခင်မှာသူအိမ်ကိုပြန်လာတော့မှာပါဂါဘရီယယေရှုတနည်းကြရင်ကျွန်တော်တို့အသင်းတပည့်ပြန်ပြီးကစားပေးလိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်အဲ့ဒီအတွက်လည်းဂါဘရီယယေရှုအာစင်မြတ်ကြီးထွက်ခွာပြန်သူတို့အသင်းပဲပြန်လာပါပါဆိုပြီးတော့ပါမီရဲ့ဥက္ခရလိုင်လာပါရရကအင်တာဗျူးမှာအဲ့လိုဖြေသွားခဲ့ပါတယ်အဲ့တော့အာစင်ရဲ့အသင်းနေနဲ့ ်လာမယ့်ဇန်နဝါရီဈေးကွက်ဖြစ်ဖြစ်လာမယ့်နွေရာသီမှာဖြစ်ဖြစ်ဂါဘရီယယေဆုနဲ့ပတ်သက်ပြီးတင့်တော်တဲ့ကံလမ်းမှုရလို့ရှိရင်သူတို့ရောင်းချသွားမယ်။ဒါကြောင့်လို့စာချုပ်က2029ခုနှစ်တည်းပဲကျွန်တော်ကဖြစ်တဲ့အတွက်အခုဒီဇင်ဘာကျော်သွားလို့ရှိရင်တော့ဒီကစားမက ASEAN နေပြန်လာဖို့ရှိတယ်။သို့တော့ ASEAN တရားနေပြန်လာတဲ့ကစားမအရင်တော့လည်း ASEAN တရားမရခင်တော့တရားမကြခဏရတဲ့တဲ့ယေဆုနဲ့ပတ်သက်ပြီးတော့အသင်းကစိတ်ရှိလက်ရှိနဲ့စာချုပ်တက်တန်ကုန်နေတီဆက်ပြီးထားပါမလား။ရောင်းချလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ယေဆုသာအရန် strong ဖြစ်ရင်ဘလောက်ထိအားကိုးရလဲအသင်းထွက်ဘလောက်ထိယုံအားကောင်းလဲဆိုတော့ကျွန်တော်သိတယ်။သူကြောင့်လည်းကျွန်တော် speed တွေအများကြီးရတယ် ယ်။တောင်မန်ဒီမှာလည်းထွက်ဆော့နိုင်တဲ့ ball recovery ကောင်းတယ်။ head speed တွေမှာလည်းကောင်းကောင်းလေးဆော့နိုင်တယ်ကစားသမား။ဒါပေမဲ့ဒဏ်ရာလေးမကြခဏရပြီးတော့အသေးရွယ်တန်းတစ်ခုလည်းရောက်လာခဲ့ပြီးအကယ်၍များလာမယ့်ຫນွေမှာမရောလို့ရှိရင်အလွတ်နဲ့ထွက်ခွာသွားလို့မဲ့ကစားသမားဖြစ်တာဖြစ်တဲ့အတွက်ဒီဆောင်းစည်းကွက်နဲ့လာမယ့်ຫນွေစည်းကွက်မှာတော့အာဆင်နယ်ကရောင်းချသွားနေရရှိတယ်။သူ့ကိုလိုချင်တဲ့ Premier League ကလပ်တင်တချို့ရှိသလိုလက်ရှိအချိန်မှာတော့ Brazil ကလပ်တွေထဲမှာဆိုတော့ Palmeiras ကသူ့ကိုအလိုချင်ဆုံးဖြစ်ရှိနေပါတယ်။ဒီကစားသမားတော့ Palmeiras ကနေ2019လုံးက Euro 32တန်းနဲ့ Manchester City ကိုပြောင်းလာခဲ့တာပေါ့လေ အဲ့ရမှာတဆင့် UO 52.2တန်းနဲ့2022ခုနှစ်မှာအာဆင်နယ်စီကိုတဆင့်ပြောင်းလာခဲ့တယ်အခုဒီကစားသမားအနေနဲ့ဒဏ်ရာတွေကနေပြန်လာနိုင်တဲ့အခါကျရင်အာဆင်နယ်မှာကာလာတစ်ခုကြာရှိမလားဒါမှမဟုတ်သူပြန်လာပြီးပြီးချင်းဖွင့်မဲ့စောင်းစည်းကွက်မှာပဲပါမီယက်ကိုပြန်ပြီးပြောင်းသွားမလားစောင့်ကြည့်သွားမှာပါဂျေဆုသာဒဏ်ရာမရရင်တော့ကျွန်တော်ကတော့သူ့ကိုဆက်ပြီးထားစီခြင်းနဲ့6လပြည့်တနည်းပဲဖြစ်ဖြစ်ကျွန်တော်ကလာမယ့်စောင်းစည်းကွက်မှာဂျေဆုကိုရောင်းတင်လာဆိုရင်တော့မရောင်းတင်မှုထင်တယ်ຫນွေကြတော့မှာပဲတန်ကြီးတည့်ရက်နဲ့အပြိုင်လူခွန်မဲ့တင်းကိုရောင်းစီခြင်းနဲ့6လလောက်ကျွန်တော်တို့ဒီစ ောင်းစည်းခွက်ကနေပြီးတော့လက်ကျန်ရာသီဘွက်ကိုဒီကစားမတအူးကိုဒဏ်ရာမရဘဲနဲ့သုံးရမယ်ဆိုရင်အသင်းရဲ့ဒီဇသိမ်းမိုင်းစုဖလားသွားတဲ့ title rate မှာဆိုတော်တော်လေးကောင်းနေတဲ့ impact မြင့်တဲ့ကစားမပါလေအဲကျွန်တော်အနေနဲ့လည်းခိုင်ဘက်ဂျေဆုဒတယောဂရက်ဆိုတဲ့မတူညီတဲ့တိုက်စစ်အခင်းချင်းတွေကိုလည်းသုံးလို့ရသွားမယ်သူသာအာဆီယံဒဏ်ရာနေပြန်လာပြီးဒဏ်ရာတွေထပ်မရလို့ရှိရင်ပေါ့လေအဲညီကိုတို့ကဘယ်လိုထင်လဲစောင်းစည်းကွက်မှာရောင်းသိခြင်းလားနှွေစည်းကွက်မှာရောင်းသိခြင်းလားဂျေဆုကိုအာဆင်နယ်ကတက်တန်းထတ်တိုးဖို့ဆန္ဒရှိနေလားခွန်မှာဝင်ရောက်ရေးသားပြီးတော့ပါဦး တတိယမြောက်သတင်းတစ်ပုဒ်ကတော့လာမယ့် Premier League ပွဲစဉ်၈နဲ့ပတ်သက်ပြီးကိုင်တော်မဲ့ကွင်းလက်တိုင်းနဲ့ဘူယာနာမည်တွေကိုသိရပါပြီ။ Premier League Official ဖော်ပြထားချက်အရဆိုရင်တော့ကွင်းလက်တိုင်းလူကြီးဖြစ်အန်တိုနီတေလာကကိုင်တော်မဲ့၄၆နှစ်ရွယ်အင်္ဂလန်သား ဒါမနစ်ကဆိုလဲအာဆင်နယ်ပွဲတော်တော်များကို깟တွေခဲ့တယ်ဗောလीဂျင်းနဲ့တာလည်းရှိတယ်မဂျင်းနဲ့တာလည်းရှိခဲ့တဲ့ဒိုင်လူကြီးတွေမှာလည်းပါတယ်အဲနောက်ပြီးတော့ဘွေယာနဲ့ပတ်သက်ပြီး깟တွေမဲ့ဒိုင်ကကျတော့စတုအတ်ဝဲသူကတော့ဘွေယာဒိုင်လူကြီးဖြစ်깟တွေသွားမယ်ဒါခါကျရင်ကွင်းလန်တိုင်းတူဦးနဲ့မပြီးဘူးကွင်းလန်တိုင်းကဒါကပန်နတီပါပြောလို့ရှိရင်တော့ဘွေယာပြန်ပြီးတော့ချက်ကင်လိုက်တာမျိုးရှိတယ်နောက်ဆုံးအာဆင်နယ်တို့ဂိုးသွင်းပြီးသွားပြီဆိုလို့ရှိရင်ဘွေယာကထက်ခါထက်ခါပြန်ပြီးချက်တယ်ဒီဂိုးကတရားမြတ်မြတ်တတကိုရတာဟုတ်ရဲ့လားဆိုပြီးတော့အဲ့လိုမျိုးပြန်ပြီးချက်ကင်လိုက်ခံရတယ်ဗောလीအဲကိုသာတစ်ခုခု ဟိုဂိုးပေးလိုက်ရလို့ရှိရင်သူတို့ကတိတ်ပြီးချက်ကင်မလိုက်ဘူးဒါပေမဲ့ကိုရီတာရသွားတဲ့ဂိုးဆိုလူကြုံနေသေးလားအာဆင်နယ်ကိုဒီဂိုးကိုရသင့်ရလားမကြာခဏပြန်ပြီးကြည့်လေရှိတဲ့ဒိုင်လူကြီးတွေမှာပါတယ်ပေါ့လေအဲ့တော့အန်တိုနီဒီလာကင်တွယ်ခဲ့တဲ့ဂျန်ကရက်ရာတီကပရီးမီယာလိပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်လက်ပါဦးသင်းနဲ့တူတူကြတဲ့ပွဲစဉ် ဝက်ဆိုင်းယူနိုက်တက်ကို2-9ခုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်ဘရိုက်တန်နဲ့ဝန်ဝန်ကျခဲ့တဲ့ပွဲစဉ်မန်ချက်စတာယူနိုက်တက်နဲ့ဝန်ဝန်ကျခဲ့တဲ့ပွဲစဉ်နဲ့လစ်ပါဝူးနဲ့တူတူကျခဲ့တဲ့ပွဲစဉ်မနစ်ကအန်တိုနီတေလာပရီးမီးယားလိမှာအာဆင်နယ်တင်းကိုကင်တော်ခဲ့တဲ့ပွဲစဉ်စုစုပေါင်း9ဝက်မှာအာဆင်နယ်ကတပွဲပဲနိုင်ပြီး၄ပွဲတည်ကျခဲ့တယ်။အဲဒါကြောင့်မို့အာဆင်နယ်အသင်းပွဲစဉ်နဲ့ပတ်သက်ရင်အန်တိုနီတေလာတို့ကျွန်တော်ကတိတ်တော့မကြိုက်ဘူး။တည့်ရတိုင်းပဲခေါင်းကျင်းတိုက်ပြီလို့ပနတီပေးလိုက်တဲ့ဘရိုက်တန်ပွဲနောက်ပြီးခိုင်ဘက်ကလူဖိပြီးဂိုးသွင်းသွားပါတယ်ဆိုပြီးတော့ဘောလုံးကျော်ပြီးဂိုးသွင်းသွားပါတယ်ဆိုတော့အဲလစ်ပါ ဘူးသိနေပွဲစဉ်အဲ့ဒီပွဲစဉ်ကမှဆိုရင်တည်တည်ချာချာလေးဂိုးဖို့တေချာသွားပြီဆိုတဲ့အခိုက်တန့်ရောက်မှဝီစီထားမှုလိုက်တဲ့အန်တိုနီဒီလာကိုကျွန်တော်ကမေးမရနိုင်ဘူးအဲ့တော့ဒီပွဲစဉ်မှာသူ့နေဘလိုပဲကင်တယ်ကင်တယ်ကျွန်တော်တို့ဆိုတော့50 50တရားမျှတတဲ့ဒိုင်လူကြီးဖြစ်တော့မမြင်ဘူးပေါ့လေဒါပေမဲ့ကိုကောင်နေတစ်ခုရှိတာကဘလိုဒိုင်မဲကင်ကင်ဘလိုဘွေရပဲကင်ကင်အာဆင်နယ်သင်းပလေယာကြီးနဲ့ပြတ်သားတဲ့ဂိုးရလက်တစ်ခုကိုခြားနာထားဖို့လိုအပ်တယ်ဝမ်းစီဆိုတဲ့ရလက်ကမကျိန်သေးဘူးဒီလိုဒိုင်လူကြီးရဲ့လက်အောက်မှာဆိုရင်2စီ3စီလောက်ဆိုလို့ရှိရင်တော့သူတို့ကြိုက်တဲ့ရလက်ဆုံးဖြတ်ကိုရင်းနဲ့ပြတ်သားတဲ့ရလက်တစ်ခု ိုကြိုတင်ပေါ်ထားဖို့တော့လိုအပ်ပါတယ်အန်တိုနီတေလာအနေနဲ့အာဆင်နယ်အသင်းအတွက်ပရီးမီးယားလိ46ပွဲကင်နေခဲ့တယ်အဲ့ဒီ46ပွဲမှာ25ပွဲနိုင်16ပွဲတည်10ပွဲတည်ကြခဲ့တယ်အဝါကက်83ကက်အနှဝတနီ4ကက်အနီး3ကက်ထိထားပါတယ်ညီကိုတော့ဘယ်လိုထင်လဲဘယ်တိုင်လူကြီးကင်ကင်ဒါပါပဲကွာဆိုပြီးပြောနေရမယ့်အချိန်မှာကိုကောင်နေရဲ့စူးစမ်းအထောက်မှုကိုလည်းကျွန်တော်စောင့်ကြည့်သွားမှာဖြစ်ပါတယ် ဘောလုံးမွေးရင်လည်းပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောရင်ဖြစ်ကစားညက်ဆိုတော့ဘာပြဖုန်းနံပါတ်တောင်ကို646 46လုံး33တင်တပတ်တောင်ကို9963ခေါင်းနေရာတို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါကိုထုတ်စီမှာဆော့ကျင်နေဆိုရင်တော့အားလုံးကိုနွေထရီကျူဆိုပါတယ်။ဘောလုံးမွေးတွေမဆော့တဲ့မဆော့ပါနဲ့ YouTube မှာလည်းကျွန်တော်အားပေးလို့ရပါတယ်။ဆော့တတ်တဲ့ညီကိုတွေကတော့ဒီလိုမျိုးနေ့စဉ်သတင်းတွေလုတ်ပေးနေကိုထုတ်စီမှာလာရောက်အကောင့်ဖွင့်အားပေးလို့ရပါတယ်။ကဲနောက်ဆုံးနေ့တစ်ပတ်ကိုတော့ Premier League တက်တန်းအရှိကြဆုံးနီးပြများ ါကပရီးမီးယားလိမှာဘသူကအရှိကြဆုံးကင်ွယ်ခဲ့ဘူးလဲဆိုတာကိုကျွန်တော်ပြောသွားမှာပါလေဒီနေရာမှာပရီးမီးယားလိမှာအရှိကြဆုံးကင်ွယ်ခဲ့ဘူးတဲ့သူကတော့ကျွန်တော်အာဆင်နယ်တင်းရဲ့တမန်ကျောင်းတစ်လျှောက်ကနဝင်းနီးပြိုက်တအုပ်လေးဖြစ်တဲ့အာဆင်ဝင်းကက22နှစ်8လနဲ့ကင်ွယ်ခဲ့တယ်ဒုတိယနေရာမှာတော့ဆာအလက်ဖာကူဆန်ကယူနိုက်တက်အသင်းကို20နဲ့17လအထိကင်ွယ်ခဲ့ပြီးတော့တတိယနေရာမှာတော့ဒေးရစ်မွိုက်က17နှစ်နဲ့3လ အဗာတန်တို့ကိုင်ွယ်ခဲ့တယ်မန်ချက်စတာစီးတီးကိုပတ်ခွာယူလာကိုင်ွယ်နေရလက်ရှိချိန်မှာတော့6နှစ်နဲ့3လရှိသွားခဲ့ပြီးဂျာဂျင်ကလော့ကတော့လီဗာပူးတင်ကို6နှစ်နဲ့8လကိုင်ွယ်ခဲ့ပြီးတော့ဒါအာဆင်နယ်အသင်းနီးပြမီခေးအိုင်ဒါကတော့9နှစ်နဲ့6လဆိုပြီးတော့ကိုင်ွယ်ခဲ့တယ်ဗောလေဘာလို့လဲအာတီတာတော့မှပရီးမီးယားလိမှာ6နှစ်ပြည့်တော့မယ်အဲ့တော့သူ့ကိုလည်းကျွန်တော်ကစူပလာတစ်ခုခုတော့ရားစီခြင်းနဲ့အဲ့တော့အာဆင်နယ်အသင်းလက်ရှိချိန်မှာစကွတ် ကစားသမားတချို့ဒဏ်ရာနေရာမှိုင်မဲ့လက်ရှိရှိနေတဲ့လူစင်းအခင်းချင်းရဆိုလို့ရှိရင်တော့တကယ်ထက်မြက်တဲ့နီးပြတအူးသားမှိုင်ရင်ဆူပလာတစ်ခုကိုယူပေးနိုင်သင့်ပြီးကျွန်တော်ဒါပရက်ရှာပေးရမလို့တော့နီးပြအောင်ဘာလို့ဆိုအာဆီလန်တဲ့လက်ရှိလူစင်းနဲ့ဆိုဆူပလာရဖို့ဆိုတာတိတ်ပြီးမခက်ခဲတော့ဘူးဒါပေမဲ့အတင်းတင်းမှာကလေဆူပလာတစ်ခုကိုကနအူးရဖို့အရန်လိုအပ်တယ် အတင်းတင်းဘလောက်ကြီးပဲကောင်းကောင်းမန်တေအရာစူဖလားတစ်ခုတော့အရင်စကူးဖို့လိုအပ်တယ်။ဒါကြောင့်မို့ကျွန်တော်ကကာရာဘောင်ဖလားကိုအရင်ယူပြီးတော့လက်ကီးလေးဖွင့်လိုက်မှဖြစ်မယ်။ပြီးရင်ပရီးမီးယားလိချန်ပီယံလိဘာနေနေကျွန်တော်ဆက်သွားမှာပေါ့လေ။အဲ့တော့အာဆင်နယ်အသင်းအနေနဲ့ငါတို့စူဖလားယူနိုက်နေဆိုတဲ့မန်တေတစ်ခုကိုစူဖလားအသင်းလေးတစ်ခုနဲ့စပြီးအစားပြုပြီးတော့ကျန်တာတို့ဒီနီးပြတွေနီးပြအဖို့ဝင်တဲ့ အတင်းက player တွေအားလုံးတက်ညီလက်ကြည့်နေဒီယာဒီမှာ super player ဘယ်နှခုစုခူးသွားမလဲစောင့်ကြည့်သွားမှာပါကျွန်တော်ကဒီယာဒီမှာအရင်လောဘမကြည့်ပါဘူး major player တစ်ခုရရင်တော့ကျင်းနေတယ်ဒါက premier league ဖြစ်ဖြစ် champion league ဖြစ်ဖြစ်အလိုချင်ဆုံးပြောရဆိုရင်တော့ကျွန်တော်ကတော့ champion league ပဲလိုချင်ပါတယ်အဆုံးထိ jupiter လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ